ဒီလိုနေရာမကောင်းလိုင်းရမကောင်းအရင်ကြလိုင်းနေကြတယ်ကလေးတွေစားကြလေနိုင်တော့စားမလဲဒီစား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 ကဲကျွန်တော်တို့တော့စားနေပြီစားစားစားကိုထက်တာဝတ်သားမပအောင်စားလေကဘာကနေခဲ့တာ ဲ့တော့ငါလည်းဒီလိုပဲဖြစ်နော်ကျမတို့ကဟိုဘောနော်ခုနကအဆက်လေးကိုဆက်ပြောကြတာပေါ့နော်ကျမတို့ကလုပ်ငန်းကြီးလုပ်နေတဲ့သူတွေဖြစ်တယ်ကျမတို့ကလုပ်ငန်းကြီးလုပ်နေတဲ့သူတယောက်အနေနဲ့ကျမတို့ကခင်ရတဲ့မိတ်ဆွေတွေရှိတယ်အပေါင်းအသင်းတွေရှိတယ်ဟုတ်ကဲ့ နော်ဒီလိုအပေါင်းအသင်းတွေမိတ်ဆွေတွေနဲ့အောင်ကျမတို့မျက်နှာချင်းမဆိုင်ရရအောင်ဒီကျမတို့နောက်ထာနာဆိုင်ရာပြည်မှာလည်းကျမတို့ရဲ့ခင်မင်းယာနော်ခင်မင်းရတဲ့လူကြီးတွေနော်အများကြီးရှိတယ်လေဒါကျမတို့လုပ်ငန်းလုပ်နေတဲ့သူနော်လုပ်ငန်းလုပ်နေတဲ့သူတွေဖြစ်တဲ့အလေရောက်ကျမတို့မှာအပေါင်းအသင်းမိတ်ဆွေဆိုတာရှိတာနော်အဲ့ဒီလိုမျိုးကျမတို့တွေရဲ့မိတ်ဆွေတွေနဲ့တောင်ကျမတို့မှာနော်လူကြားထဲမှာဆိုရင် ဥပမာလက်ဖိအဆိုင်တစ်ဆိုင်မှာတော့ကျွန်တော်တို့အတူတူမထိုင်ရရလောက်အောင်ထိလူတစ်ယောက်ကိုထိုးနှက်ခဲ့တာနော်လူတစ်ယောက်ကိုထိုးနှက်ခဲ့တာအဲ့တော့ပြောမယ်ပြောချင်တာလေအဲ့ဒါဆိုရင်တရားဆွဲလိုက်ပေါ့ဆိုတဲ့စကားလုံးလာမှာပေါ့နော်တရားမဆွဲဘူးကျွန်တော်တို့ကတရားမဆွဲဘူးတရားဆွဲရင်ထောင်သုံးနှစ်ပဲကြာမှာကျွန်မလည်းလှုပ်ရှုပ်တယ်ကျွန်မတရားယုံနေခဏခဏသွားနိုင်တယ် နော်တရားဆွဲတဲ့အလုပ်တွေပါလေကျမကျမဘက်ကနေတော့စတင်ပြီဘယ်သူ့ဟောမှမလုပ်ဘူးမလုပ်ဘူးကျမကိုစလုပ်လာပြီဆိုရင်လည်းကျမရေစုံရေစုံလုပ်လိုက်လုပ်တတ်တယ်အဲ့အကျင့်တော့ကျမမှာရှိတယ်ကျမကအမားနေအောင်အမတန်နေတယ်အမားကိုကျမနေနိုင်တဲ့လောက်နေအောင်နေတယ်ကျမကိုလုပ်လာပြီဆိုရင်ကျမနေရအောင်နော်အဲ့တော့ဟိုပေါ့နော်ရွှေတောင်ကြလိုက်ခဲ့လို့ ငွေတောင်ကြလိုက်ခဲ့လို့လေလာမခေါ်နဲ့အခုငါတို့မန်းလေးကိုရောက်နေတာနော်မန်းလေးဒီနေ့ငါဖိတ်တဲ့ပွဲမှာမလာနိုင်ရင်မနေ့ကဖန်နေ့ရဲ့ဖန်မီတင်ပွဲကိုငါလာမယ်လိပ်စာတိကျလာပြီငါလာမယ်ဟုတ်ပြီလားနော်အဲ့တော့ဟိုလိုင်းပေါ်ကနေပြီးတော့အာမချောင်နဲ့အာချောင်ခဲ့တဲ့မြတ်စကလုံးတိုင်းနဲ့ဖြည့်ရှင်းနော်အာချောင်ခဲ့တဲ့မြတ်ကိစ္စရရဲ့ဖြည့်ရှင်းတတိပြ တက်တေတစ်ခုချင်းပြတ်နော်ကိုပြောခဲ့တဲ့စကလုံးတိုင်းစကလုံးတိုင်းပေါ့တက်တေတစ်ခုချင်းထုတ်ပြတ်ဟုတ်ပြီလားအဲ့တော့နော်အခုဟိုနော်စကလုံးတိုင်းပေါ့နော်ကိုယ့်ရဲ့စကလုံးတိုင်းမှာဟုတ်တယ်ပုံမှန်ရှိတယ်နော်စကလုံးတိုင်းမှာပုံမှန်ရှိတယ်အဲ့တော့ပြောပြချင်တာကလေအဓိကကို ြုတ်လို့ရတယ်။ငါကနော်တခြားနိုင်ငံမှာပဲ။နော်ငါပြောချင်နိုင်ပြောပလိုက်မယ်။အခုအကြောင်းမျိုးမျိုးတွေကြောင်းသူ့ရဲ့အကြောင်းကိုပါဆိုတော့မသိဘူးနော်။အကြောင်းမျိုးမျိုးတွေကြောင်းကိုပမာပြီးပြန်ရောက်လာတော့ကိုပလူတွေခံစားနေရပြီလေ။လူတကာကိုကိုလိုက်ပြောထားတဲ့ဝကြွေးတွေက ိုပမာပြီးပြန်ရောက်လာတော့ဘလို့ဒီခံစားနေရပြီလေဟင်အလကားအင်ကြီးဝတ်ပေးပြီးတော့မှအင်ကြီးဝတ်ပေးပြီးတော့မှအလကားကြော်ညာပေးတဲ့စိုင်တွေကတောင်ကိုယ့်ရဲ့ပုံပိုင်ဖြုတ်ချနေရတဲ့ဘဝရောက်နေပြီမလားနော်ငါတို့ကဝမ်းမတာဘူးနင်အဲ့ဒီလိုဖြစ်တာငါတို့ကဝမ်းမတာဘူးနော်နင်အဲ့ဒီလိုဖြစ်တာကိုငါတို့မှဝမ်းတာချင်းလုံးဝမရှိဘူးတို့ပေမဲ့ နင်ပြောခဲ့သမျှစကလုံးတိုင်းနင်လုပ်ခဲ့သမျှအပြုမူတိုင်းခொနဲ့သားသမီးကိုနင်အမြဲတမ်းစိတ်ဆင်းရဲတော့ကရောက်စေခြင်းနဲ့နင်ရဲ့ရုပ်မာတဲ့စိတ်တွေဟာနင်ကိုတံပြန်အကျိုးပေးနေပြီတံပြန်အကျိုးပေးနေပြီနော်အဲ့ဒါကဘာလဲဆိုတော့လောကကနင်ကိုရိုက်တဲ့ဝတ်ဆိုတာပဲနော်အဲ့တော့ဒီပေါ့နော်ဒီမီဒီယာတွေမှာဒီအွန်လိုင်းတွေမှာဟာ နော်ဟာငါပြောပလိုက်မယ်ဘာဖြစ်လဲငါပြောပလိုက်မယ်ဘာဖြစ်လဲဆိုတော့သူတွေ့လေနော်ဒီရဲ့ပုံပမာကိုကြည့်ကြပါဒီပုံပမာကိုကြည့်ကြပါနော်ဝတ်ဆိုတာလေရင်တိတိကျကျလေတာတိတိကျကျလေတာဆိုတာလက်တွေ့ပြသွားတာဖြစ်ပါတယ်အကယ်အားလုံးကျမလို့ချမ်းသာကြပါစေနော် ကဲကျမတို့တော့စားလိုက်တောက်လိုက်အောင်မရှင်ရွှေဘက်မှာရှိပါသေးတယ်လေးနာရီထိုးပေးမယ်ဆိုမှလည်းကျမစားအောင်တောက်အောင်ပါပါတားလို့မြန်မြန်လေးချပေးနော်ကလေးတွေကအခုချိန်မီကိုဟင်းပွဲမစုံသေးဘူး၄နာရီထိစောင့်တာဆိုတော့ကျွန်မဟင်းပူပူလေးဖြစ်အောင်လို့စောင့်ခိုင်းနေတဲ့အခုမှစစားမှာကျေးဇူးတင်ပါတယ်။အော်တပြောလိုက်အောင်နော်ရွှေတောင်ကြားတွေဘာတွေလာမပြောနဲ့လို့ကို့မန်းလေးထဲမှာရောက်နေတဲ့အချိန်ဖိတ်ခေါ်ပါတယ်လို့ နော်အေးတင်ကိုတော့စိန်ခေါ်ရင်တိမ်ပေါ်ထိတော့လိုက်တယ်ရွှေတောင်ကြားတွေပါရင်လာပြောမနေနဲ့လို့နော်စားရှိတို့မန်းလေးမြေကိုလာနင်းမိမလားလို့မျက်နှာချင်းဆိုင်လာဆိုင်ပါလို့စားရှိတို့မန်းလေးမြေကိုလာနင်းတဲ့ချိန်မှာမျက်နှာချင်းဆိုင်လာဆိုင်ပါလို့နော်နော်မျက်နှာချင်းဆိုင်လာဆိုင်ပါလို့နော်ကိုဖိတ်တဲ့ဒီနေ့ကိုဖိတ်တဲ့ပွဲကို तू မလာနိုင်ရင်မနေ့ဖန်၄ရက်နေ့ तू မီတင်လုပ်မယ်ဆိုတော့ပွဲကိုကျမတက်ပါမယ်လို့ 呸呸呸呸干嘛了？哥哥表开的是个老牛，脾心不好着，哥哪个妹了，他不来那样，他得行。呵呵呵呵呵呵，反正你点别个别你啊，别男嘞，别好的，嘛不露露面说的，这我对一位有些叫你阿爸了，哎呦嘛，我叫你阿姐不就了，一天哥哥一天拉笔了表白了。 မစင်ချာမတော်၎င်းအတင်ကိုရဲ့ရုံဖုံလေးလုံးဖြစ်တဲ့ငါတက်သုံးကားလေးတစ်ချောင်းကားလေး၁၈၃၀ကားလေး၅၉၄၈ငါသုံးနှစ်သုံးနှစ်ကုန်းသားဆိုတဲ့ဖုန်းနံပါတ်ဒီမှာလာရောက်ပြီးပြောနိုင်ပါတယ်လို့အားလုံးကျေးမလို့ချမ်းသာကြပါစေခုနသားသမီးပေါင်းအားလုံးလည်းဒါလေးကိုသင်ခန်းစာယူပြီးတော့နော်လောကမှာမိမိရဲ့နှုတ်ဝစီစောင့်သိင်းခြင်းကိုနော်မိမိရဲ့နှုတ်ဝစီကိုပဲအဲစောင့်သိင်းပြီးတော့တပါးသူကိုမိမိပြောလို့ရတယ်ဆိုတဲ့အတိုင်းတာမှာ ကိုပကပြောလို့ရတဲ့အချိန်ထိပြောခဲ့ပြီးလို့ရှိရင်တပံပြန်လည်လာမယ်ကိုရဲ့ဆက်ရမယ်ဝကြွေးတွေဟာအမတန်ကြောက်စရာကောင်းနေဆိုတော့သင်ငန်းစာယူတတ်ကြပါစေအားလုံးကျမလို့ချမ်းသာကြပါစေ